အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီနေ့မှာကျုံမိတ်ဆွေများတို့တက်တော့ကန်နမိတ်ကြောင့်ကြည့်ပြီးမှာဖြစ်ပါတယ်ဒီ9လပိုင်းအတွက်စနေသားမျိုးအတွက်ပါတင်းငွေတင်းလာအင်္ကာဘောတူကြာပြီးတောက်ကြနေတိတော့ကျွန်တော်ဟောခဲ့ပြီးဖြစ်တယ်မကြည့်ရသေးတဲ့သူတွေဒီစနေရဲ့ဘယိုရဲ့အပေါ်မှာလှိလေးကျွန်တော်ခြားထားပေးမယ်တင်းငွေတင်းလာအင်္ကာဘောတူကြာပြီးတောက်ကြတူလိနဲ့လှိနဲ့ခြားထားပေးမယ်မိတ်ဆွေတို့မကြည့်ရသေးရင်လှိရောက်တစ်ချက်နေပြီးတော့ဝင်ကြည့်လို့ရပါတယ်ဒီနေ့မှာတော့စနေသားမျိုးအတွက်ပါ ဒီ9လပိုင်းမှာအချစ်ရဲ့အိမ်တော်ရေးစည်းပွားရေးအလုပ်ကိုင်းငွေရေးကြေးပညာရေးကအစားစုံလျောင်းလေးကြည့်ပေးမယ်။ပြီးရင်ကျော်ရေတရားလေးလည်းပေးမယ်။ဒီရေတရားကနှမျိုးဖြစ်ပါတယ်အကောင့်ချေရေတရားနဲ့အစိုးချေရေတရားဖြစ်ပါတယ်။အကောင့်ချေရေတရားကဒီ9လပိုင်းမှာမိစေလိုကောင်းကျိုးတွေမိစေရရှိအောင်အကောင့်ချေရမှာဖြစ်ပါတယ်။အစိုးချေရေတရားကဒီ9လပိုင်းမှာကြုံတွေ့မယ့်အစိုးမများအလုံးကိုပါပြောင်းရအောင်မရောက်လာရအောင်ချေရမယ်ရေတရားဖြစ်ပါတယ်။ရေတရားကခုလုံးဖြစ်အောင်လုပ်ပြီးပါတော့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ။ ကဲဘယ်လိုခြေရောက်မလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ပြောပြပေးမယ်ဒီရက်နောက်မှာရှိပါတယ်စောင့်အောင်ကြည့်ပါလို့ကျွန်တော်ပြန်လွှင့်ချင်ပါတယ်ဒီနေ့၅လပိုင်းအတွက်တက်တော့ကနမိတ်ကဘာတွေဖြစ်နေလဲကဲကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာဒီ၅လပိုင်းမှာစနေသားပြီးတော့ကောင်းနေလားဆိုးလားနှစ်ခွန်းနဲ့မေးရင်ရန်ကန်တော့အပြည့်ကျွန်တော်ခွဲခြားရမယ်ဆိုရင်ကောင်းအားက60လောက်ရှိတယ်သတိထားရမှာက40လောက်ရှိပါတယ်ဘာတွေကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါ နံပါတ်၁ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံအရန်ကောင်းတယ်လို့ဆိုရပါမယ်။လုံးဝမရောက်သေးတဲ့ငွေကြေးအဥ္စာပစ္စည်းတွေပြန်လည်ရရှိတတ်ပါတယ်။ဥပမာကိုကချိထားတဲ့ငှားရတဲ့ပြန်မရတော့တဲ့ရှုံးမိတဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။ဘယ်ကိစ္စမဆိုငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ရရှာချိတဲ့ငွေတွေပြန်မရတော့တဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။အရန်ကောင်းတယ်လို့လည်းဆိုရပါမယ်။ဒုတိယတစ်ချက်မိစေကံနဲ့တငယ်ချင်းကံနဲ့ပတ်သက်မယ်ဆိုရင်လည်းကောင်းပါတယ်တငယ်ချင်းအချို့တွေကိုခံစားရမယ်ကာလတခုဖြစ်ပါတယ်ဒီ၅လပိုင်းမှာမိစေတငယ်ချင်းအထောက်ပံ့ကြောင့် အလောက်ကင်တွေစင်ပြေတာမျိုးအလောက်ကင်တွေအောင်မြင်သွားတာမျိုးအလောက်တွေရရှိတာမျိုးတငယ်ချင်းအကူအညီဖြင့်အောင်မြင်မဲ့ဂါလာတခုဖြစ်ပါတယ်။ရက်ဝေးရတငယ်ချင်းတွေကပို့ပြီးတော့အကျိုးပေးမဲ့ဂါလာတခုဖြစ်ပါတယ်။မိသားစုရေးနဲ့ပတ်သက်မယ်လို့ဆိုရင်တော့အရန်ကောင်းပါလေထွေထူးမရှိပါဘူး။ကိုယ့်ရဲ့ညီကောင်မောင်နှမတွေနဲ့အဆင်မပြေဘူးဆိုရင်လည်းပြန်လဲအဆင်ပြေတတ်ပါတယ်။ရိသားရောက်မှာကအိမ်တော်ရေးနဲ့ပတ်သက်တာအရင်ညံ့တာမဟုတ်ဘူးကိုအတော့မကြမှုကြောင့်ကိုတဲ့အိမ်တော်ရေးတွေထိခိုက်တတ်ပါတယ် ါကြောင့်ကိုကိုအတုံးချောင်းနေပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ဥမာကိုရဲ့အိမ်နောက်ဘက်မကြိုက်တဲ့ကိစ္စတွေကိုကထက်ခါလေးလုံမိတာမျိုးဒါကြောင့်သူနဲ့အဆင်မပြေပြီးတော့အိမ်နောက်ရေးတွေပြိပခဖြစ်သက်ပါတယ်။ဒါကြောင့်ကိုအတုံးမကြမှုကြောင့်ကိုရဲ့အိမ်နောက်ရေးမှာလာပြီးတော့ထိခိုက်သက်ပါတယ်။ဒါကြောင့်အိမ်နောက်ရေးနဲ့ပတ်သက်မဲ့ဆိုရင်ကိုကိုမှန်အောင်နေပါကောင်းအောင်နေပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။လူငယ်တွေရရန်တည်ချင်တဲ့အခြေအနေပတ်သက်တာ ကျောင်းလေးနဲ့ကြံပြရမယ်ဆိုရင်တော့စနေသားမိတွေဒီ9လပိုင်းမှာအခြေအနေပတ်သက်ပြီးတော့မစင်းစားတာအကောင်းလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီ9လပိုင်းမှာအခြေအနေပတ်သက်မယ်ဆိုရင်အဆိုးတဲ့အားကအရန်များနေလို့ပေါ့။ကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်မှာဂတိမတိတာတွေတစ္ဆာမရှိတာတွေကိုယ့်ဥပိ္ပခါပြူတာတွေကိုယ့်ကိုအပျော်ကြံဝါတာတွေဒါကြုံတွေ့ရတတ်ပါတယ်။ကိုယ့်အတုံးချသွားတာပေါ့နော်။တယောက်အခြေအနေပတ်သက်မယ်ဆိုရင်ဒီ9လပိုင်းမှာစနေသားမိတွေအခြေကိုအာယုံမဆိုင်တစ်ပါဘူး။စီးပွားရေးတွေငွေကြေးတွေအလောက်တန်တွေဘက်ကြောင့်အာယုံဆိုင်တစ်ပါတယ်။ အချီကိုအာယုံဆက်မိမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်တွေထိခိုက်လာတာမျိုးကိုယ့်ရဲ့စီးပွားရေးထိခိုက်တာမျိုးတွေကြုံလို့ရတတ်ပါတယ်။ကျန်မာရေးတာချို့ရင်းတာတတ်ပါတယ်။ဒါကြောင့်မို့အချီနဲ့ပတ်သက်မယ်ဆိုရင်အာယုံမဆိုင်တာအကောင်းဆုံးပါပဲ။ကောင်းနေတာတစ်ခုကမိတ်ဆွေကန်နဲ့ပတ်သက်ရခဏကြော်ပြောခဲ့လို့ပဲကောင်းနေအသွင်းရံမရှိဘူး။အသွင်းကတကယ်ချင်းမိတ်ဆွေတွေကအရန်ကောင်းနေ။ဒီသားရောက်မှာကအပြင်းရန်ရှိပါတယ်။ကိုယ်နဲ့အဆင်မပြေတဲ့သူတွေကကိုယ့်ဒုက္ခပေးတတ်ပါတယ်။ဒါကြောင့်မို့ကြုံနေတဲ့အကြံပြုရမယ်ဆိုရင်တော့ သွားတာလာတာစားတာနေတာထိုင်တာပြောတာဆိုတာစရာယူဆရမယ်ကာလာတခုဖြစ်ပါတယ်။အိမ်တော်ကြီးကခဏကြော်ပြောခဲ့တယ်လို့ပဲကောင်းတယ်လို့ဆိုရပါမယ်။ကိုအတုံးမကြောက်မှုကြောင့်အိမ်တော်ကြီးတွေဒါညံ့သွားတတ်ပါရဲ့အတုံးကြောက်အောင်နေပေါ့နော်။ကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်ရေဘူးရအားပြီးတော့ကျမကြီးကကောင်းတယ်ယူဆရမှာကောင်းကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်ရေနဲ့ပတ်သက်တဲ့ပိစာလေးတွေအထူးယူဆိုင်ပါခင်ဗျာ။ရှင်နဲ့ပတ်သက်လို့ရေချိုးနှောက်ကြတာမျိုးတော့ကျွန်တော်တို့အလေပတ်သွားမယ်ဆိုရင်ချောင်းသားတို့ကန်းချီတို့မသွားသင့်ဘူးဒီငါးလပိုင်းမှာရေတောက်လေယူဆရမယ် နော်ဘာကြောင့်ရေပဲလေဒါလေးလေဒါကြောင့်မို့ရေနဲ့ပတ်သက်တာမိတ်ဆွေတို့အကျိုးမပေးဘူးရေချိုးနောက်ကြရင်လေဒါမိတ်ဆွေကဒုက္ခရောက်တတ်တယ်ဒါကြောင့်ရေနဲ့ပတ်သက်မယ်ဆိုရင်အထူးကျူဆိုင်ပါလို့ကျွန်တော်ကြံပြချင်ပါတယ်ရေနဲ့ပတ်သက်ပြီးတော့ကိုကကျမ်းမာရေးတွေညံ့သွားတတ်ပါတယ်အရန်ကောင်းနေတာကပညာရေးနဲ့ပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်ဒီလိုငားမပိုင်မှာစောင်းပွဲဖြေမဲ့ကိစ္စတွေနိုင်ငံသားထွက်ဖို့အင်တာဗျူးဖြေမဲ့ကိစ္စတွေဗီဇာကိစ္စတွေအရန်ကောင်းပါတယ် ညာရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းဆီဟန်ကောင်းတမကောင်းကိုကြီးထောက်ပံ့ကြောင်းပညာရေးတွေအောင်မြင်သွားတာမျိုးအဆင်ပြေသွားတာမျိုးဆောင်းပွဲတွေအောင်မြင်သွားတာမျိုးတွေကြုံလို့ရတတ်ပါတယ်ပညာရေးကလည်းကောင်းတယ်အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ပြောစရာတော့မလိုဘူးအလောက်တစားတင်ချင်တဲ့သူတွေအလောက်တတိုးချဲ့ချင်တဲ့သူတွေအလောက်ပြောင်းချင်တဲ့သူတွေအလောက်နဲ့ပတ်သက်ပြီးတော့မိရှိတော့ဘာပဲလုပ်လို့အဆင်ပြေနေတဲ့ကာလာတကူဖြစ်ပါတယ်အလောက်ကန်မရှိဘူးဆိုရင်လည်းအားမငယ်ပါနဲ့ဒီငါလာပိုင်းမှာတကယ်ချင်းမိတ်ဆွေအကူကြီးထောက်ပံ့ကြောင်းအလောက်ကန်တွေရရှိသွားတတ်ပါတယ်အရန်ကောင်းတယ်လို့ဆိုရပါတယ် စနေသားမိနေနဲ့ကို့မှာသားသမီးတွေရှိတယ်ဆိုရင်ကိစ္စရမှာကသားအကျိုးမပေးတဲ့ကာလတခုဖြစ်ပါတယ်။သားနဲ့ပတ်သက်တဲ့ကံကအရန်ညက်ပါတယ်။သမီးနဲ့ပတ်သက်ကံကအရန်ကောင်းတယ်။ဒီ၅လပိုင်းမှာ တားမွေးထားတဲ့နော်အမေတွေနေနဲ့နော်ဖခင်တွေနေနဲ့ဂလူးဆိုက်ရမှာကတားအကျိုးမပေးဘူးကိုယ့်ရဲ့တားရှိတယ်ဆိုရင်ဂလူးဆိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာသူတို့ကြောင့်ကို့မှာစင်ညာတွေပူပန်ရတာတွေသူတို့ကြောင့်လိုက်ရှင်းပြရတာတွေဒီလိုအခက်နဲ့လေးတွေဂျုံတွေရတဲ့တကြောင်တားမွေးထားတဲ့မိဘအနေနဲ့အထူးဂလူးဆိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာပြန်နဲ့ပတ်သက်တဲ့အလုပ်တွေကအရန်ကြိုးပေးနေတဲ့ကာလတစ်ခုဖြစ်ပါတယ်ပြန်နဲ့ပတ်သက်လို့လုပ်မယ်ဆိုရင်အရန်ကောင်းပါတယ်ခင်ဗျာ ကိုကကန်ဆန်းချင်တယ်ဆိုရင်၈ပါးရဲ့နံပါတ်တွေကအကျိုးပေးတယ်။ကန်ဆန်းချင်တယ်ဆိုရင်၈ပါးရဲ့နံပါတ်ကိုဆန်းเนาะကန်ကောင်းနေတဲ့အယောင်ကအပြာယောင်ရဲ့အဖြူယောင်တွေကအရန်ကန်ကောင်းပါလေခင်ဗျာ။အလိုရှိတဲ့နေရာမှာဒီအပြာယောင်နဲ့အဖြူယောင်အသုံးချပါသေးကြပါမိတ်ဆွေကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကန်တဲ့ပတ်သက်လို့ဒီကအရန်ကျိုးပေးတယ်ကာလာတခုဖြစ်ပါတယ်။မြို့ဆိုင်ရမှာကဒီငါးလပိုင်းမှာနိုင်ငံခြားကြီးစင်တွေရက်ဝေးတွေလုံးဝလုံးဝမသွားသေးတဲ့ကာလာတခုဖြစ်ပါတယ်။ ွားခဲ့မယ်ဆိုရင်လည်းတော်တော်ကြီးကြီးစားရမယ့်ကာလတစ်ခုဖြစ်ပါတယ်အကျိုးမပေးဘူးလို့ဆိုရပါမယ်ခင်ဗျာကဲကျုံမဲ့ဆွေတွေကိုကျွန်တော်ရေရာလေးပေးမယ်အာတီရေရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာတီရေရာလှုပ်လိုက်ခြင်းအပြင်မိတ်ဆွေတို့ဒီငါးလပိုင်းမှာကြုံတွေ့မဲ့အခက်အခဲအမှန်တရားအလုံးပြပြပြီးတော့ကောင်းတဲ့ရာလေးတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရေရာကနှစ်မျိုးဖြစ်ပါတယ်အကောင်းချေရေရာနဲ့အဆိုးချေရေရာပါအကောင်းချေရေရာအတွက်မိတ်ဆွေကအဆင်ပြေမယ်ဆိုရင်အုံညို့၆ညို့ရအောင်ရှာ အဆင်မပြေဘူးဆိုရင်လည်းအုံဒီနဲ့လှုပ်ထားတဲ့မဟုတ်ဘူးရအောင်ဝယ်ပေါ့နော်အစိုးချေရတရားအတွက်အဆင်ပြေမယ်ဆိုရင်တရက်ရွယ်20နဲ့တရက်တတိကိုရအောင်ရတာပါအဆင်မပြေဘူးဆိုရင်လည်းတရက်တီရပါတယ်ကဲဘလို့ချိန်မလဲဆိုတော့သိစိတ်လေးကျွန်တော်ပြောမယ်ချိန်ရမယ့်ချိန်ကတင်းလာနေဖြစ်ပါတယ်တင်းလာနေမနက်7:15မိနစ်မှာစချီရမှာဖြစ်ပါတယ်စနေတော့မကြော်စင်းနဲ့ပေါ့နော်ဒီကြားထဲမှာရအောင်ချိန်ပါကဲဘယ်လိုပုံစံချိန်ရမလဲဆိုတော့မိစေတို့ခဏအောင်ကြော်စာရခိုင်းနေအစိုးချေရတရားအတွက် တရက်ဒီပေါ့နော်တရက်ဒီအဆင်ပြေတယ်ဆိုရင်ဟိုတရက်ဒီပေါ့နော်တရက်ဒီထက်ဒီတရက်ရွက်ကပူပြီးတော့ကောင်းတယ်အညို့တွေအခက်တွေပေါ့နော်ပူပြီးတော့ကောင်းတယ်ခါခင်းလိုက်ပါခင်းပြီးတော့ခဏမှကြောင်ပြောတယ်နော်အုံညို့အဆင်မပြေဘူးဆိုရင်အုံဒီနဲ့လှုပ်ထားတဲ့မဟုတ်ကိုကန့်လူပါမိတ်ဆွေခြေထောက်နဲ့ချနေရမှာကတရက်ရွက်ကိုဖြစ်ပါတယ်တကယ်တရက်ရွက်အဆင်မပြေဘူးဆိုရင်လေခဏမှပြောတယ်တရက်ဒီပေါ့ခင်ဗျာဒီတရက်ဒီကိုချနင်းလိုက်ပေါ့နင်းပြီးတော့နင်းပေါ့ဖနှောက်နဲ့ချက်အောင်နင်းလာပြီးတော့ခဏမှပြောတယ်အုံဒီနဲ့လှုပ်ထားတဲ့မဟုတ်တို့မဟုတ်ရင် ဟုံညွတ်ဒါကိုဖျားမှာကတ်လို့တူပြီးတော့မိတ်ဆွေတို့နင်းထားတဲ့ဟာကိုဖယ်ပြစ်လိုက်လို့ရပါပြီမဖယ်ခင်မှာဖျားဥချဖို့လည်းမမေ့ပါနဲ့နော်ကိုစီမီတွေအမွေးရတာပြူစော်ပြီးတော့ကတော့ကတော့ပြီးရင်ခဏဝါနင်းချီထားတဲ့တရက်ဒီတို့မဟုတ်တရက်ရွက်ကိုမိတ်ဆွေတို့တက်အိတ်ပြစ်ပေါ့နော်အိတ်ပြစ်စု တော့နော်ဂိုင်းပြီးတော့ချောင်းမှာပြပြသမျောလိုက်လက်အသားနဲ့တော့သွားမကန်မိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်ခဲတွေနော်ဖြစ်လာမဲ့အကြက်သေးတွေအားလုံးပြေပြောက်သွားပြီးတော့ကောင်းတဲ့ຢာလေးတွေရောက်စီလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကြေတရားယုံကြည်နဲ့လုပ်ပေးပါအောင်ကျွန်တော်တိုက်တွန်းချင်ပါနဲ့ခင်ဗျာ။ ကျမိတ်ဆွေတွေနှစ်အဆကနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေချေနဲ့ပြည်စုံပြီးပြောစရင်တော့မိသားစုဘဝတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်